တခါတော့ငါတစ်တော်ကြီးထဲမှာမိုးသည်ထန်စွာရွာပြီးရေကြီးနေတဲ့အချိန်ဖြစ်ပါတယ်မြေခွေးတကောင်ဟာရေစီးနဲ့အတူမျောပါလာပြီးတစ်ပင်တပင်မှာကပ်ပါလာတဲ့တစ်ကိုင်းတစ်ခုကိုဖမ်းမိပါတယ်ရေထဲမှာနင်းမြုပ်ဖို့နီးနေတဲ့အချိန်မှာမောင်ချင်းဆိုတဲ့လူငယ်တယောက်ကသူ့ကိုမြင်ပြီးကဲတင်လိုက်ပါတယ်ဒီကျေးဇူးတင်ပါတယ်ကျွန်တော်အသက်ကိုကဲတင်တဲ့အတွက်ဘလို့ကျေးဇူးဆက်ရမလဲဂီလို့မြေခွေးကပြောပါတယ်မောင်ချင်းကဘာမှမလိုပါဘူးလူသားတိုင်းကတရိစံတွေကိုကူညီတင့်တယ်ဂီလို့ပြန်ဖြစ်ပါတယ်ဒါပေမဲ့မြေခွေးဟာကျေးဇူးကမ်းသူဖြစ်ပြီးမောင်ချင်းရဲ့ကျင်နာမှုကိုမေ့ပြစ်လိုက်ပါတယ် တနေ့မှာတော့မောင်ချန်းဟာတောထဲမှာလမ်းမပြီးစာလောင်မိုးတိတ်နေတဲ့အချိန်မြေခွေးနဲ့ပြန်တွေ့ပါတယ်ငါ့ကိုအစာတစ်ခုခုရှာပေးပါငါအရင်စာနေပြီလို့မောင်ချန်းကတောင်းပန်ပါတယ်မြေခွေးကပြုံပြီးဂေဟုတ်ပြီးငါမင်းကိုအစာရှာပေးမယ်ကြီးလို့ပြောကသူ့နောက်ကိုလိုက်ခိုင်းပါတယ်ဒါပေမဲ့မြေခွေးဟာမောင်ချန်းကိုအနေရဖြစ်စေမဲ့ချင်းသေးနဲ့ကြားလို့ရှိတဲ့နေရာကိုခေါ်သွားပါတယ်မောင်ချန်းကမြေခွေးရဲ့အကြံစီကိုသိသွားတဲ့အခါသူဟာလီမြန်စွာတစ်ပင်ပေါ်တက်ပြီးလွမြောက်သွားပါတယ်မြေခွေးကတော့သူ့ရဲ့မကောင်းမှုအတွက်နောင်တရပြီးတကိုယ်တည်းထွက်ပြေးသွားရပါတယ် ဂျေဇုကန်သူဟာနောင်တကြီးစွာရလိမ့်မယ်ဂျေဇုကိုတိတက်သူသာလူကောင်းဖြစ်သည်ဒီပုံပြင်လေးကဂျေဇုကန်တဲ့သူတွေရဲ့အကျိုးဆက်ကိုသတိပေးထားပါတယ်ဂျေဇုရှင်ကိုဂျေဇုမသိတဲ့သူဟာနောက်ဆုံးမှာသူ့ဘဝအတွက်နောင်တရလိမ့်မယ်ဆိုတဲ့အကြောင်းပါ